စ်မတိုက်ပဲတော်လိုင်းရင်ဒိုင်မိုနီလန်မရှိပါဘူးဇီရိုပါဒီနေ့စစ်မတိုက်တာနဲ့တော်လိုင်းရေးကအပိဒိုင်နောက်ဆုတ်သွားပြီးတော့ဆရာနာရှင်ကရတပ်ပံအုပ်ချုပ်သွားမှာပါအားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်အများမြန်မာသတင်းထူးသတင်းဥတွေကိုကြည့်ရှုနှာစင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်ဒီပြင်မှာရင်ဆိုင်နေရတာက သက်သက်ပါစိတ်ဝင်စားဖို့ကောင်းတာကစစ်မတိုက်ပဲတော်လိုင်းရေးတိုင်မှုနီလမ်းမရှိပါဘူး0ပါဒီနေ့စစ်မတိုက်တာနဲ့တော်လိုင်းရေးကအပိတိုင် နောက်ဆုတ်သွားပြီးတော့ဆေးအနာရှင်ကရတပ်ပံအုပ်ချုပ်သွားမှာပါစစ်မတိုက်ပဲနဲ့သွားမယ်ဆိုရင်တော့မြောက်ကိုရီးယားလိုပဲဖြစ်မှာပါ အဲ့တော့အရှိအရှိတရားပေါ့အဲ့တော့စစ်မတိုက်ပဲနေမရဘူးဆိုတော့ဆရာနာရှင်ကလက်နဲ့ကင်ထားသူကြီးအဲ့ဒီလက်နဲ့ကင်ထားပြီးတော့လက်နဲ့နဲ့ချင်းချောင်းနေတယ်ဖန်းစီနေတယ်ဟိုကျွန်တော်တို့တော်လန်ပြည်သူတယောက်ရဲ့အိမ်တို့သူမဟုတ်ចောင်းသားတယောက်ရဲ့အိမ်တို့သူမဟုတ်ဆန္ဒပြတပိတ်ကောင်းဆောင်တယောက်ရဲ့အိမ်ကိုစစ်တပ်နဲ့ဝိုင်းပြီးပဲဖမ်းတာပါသူတို့ကလက်နဲ့ကင်ပြီးပဲဖမ်းတာ အဲ့တော့အဲ့တော့ကိုတရားဥတွေကလည်းမရှိပြန်နော်အကုန်လုံးသူတို့ထိ ंछ ုပ်ထားတဲ့နေရာမှာစစ်မတိုက်ပဲနဲ့စစ်အာဏာရှင်ကိုပါစက်နဲ့ဒိုးရီဒိုးရီလှုပ်ယုံလုံးနဲ့မအောင်မလုံမမနိုင်နိုင်ပါဘူးဘာလို့တော့ကိုကဒိုးရီဒိုးရီလှုပ်ပြီမဲ့ကိုပြောတာကိုနားထောင်မဲ့စစ်အာဏာရှင်မှမဟုတ်တာသူတို့ကတော့ဒိုးရီဒိုးရီလှုပ်တာနဲ့ဖမ်းဆီးမယ်ထောင်ချမယ်နှိမ်ပန်းမယ်တပ်ဖြတ်မယ်ပြစ်ခတ်မယ်ဆိုတာပဲအဲ့တော့ အဲ့ဒီနီလန်းကတော့လုံးဝမဖြစ်နိုင်ပါဘူးနောက်ပြီးတော့ဥတုလက်ထက်လွတ်လပ်ရေးလွတ်လပ်ရေးကာလဒီပြည်တွင်းရောင်းဆောင်သဘုံနဲ့လည်းအခုအနေထားမတူပါဘူးဒါဥသဘုံထနေတာမဟုတ်ဘူးခင်ဗျာအခုကတော်လန်ရေးလုံးနေတာအဲ့တော့ဒီနေ့တနက်ကင်ထားတဲ့လူကို အဲ့တော့ NUG ကဘာလုပ်နေတယ်လို့မေးတဲ့အထဲကညီလေးကိုယ်တိုင်က NUG မဟုတ်လို့မေးတာပေါ့နော်အဲ့တော့အခုဒီမှာကကိုကိုတိုင်က NUG မဟုတ်တဲ့လူတွေအတွက်မေးခွန်းဖြေစရာမရှိပါဘူးကျွန်တော်ပြောပြီးသားကျွန်တော်တို့အားလုံးဒီ NUG ရဲ့ပိုင်ရှင်တွေဖြစ်တယ်အဲ့တော့ အန်ယူဂျီကိုမေးခွန်းထုတ်မယ်ဆိုရင် ကိုကိုတိုင်ကအန်ယူဂျီမဟုတ်တာဖြစ်တဲ့အတွက်ကို့ဝေါ်မှာပဲကိုတက်တက်ရေးတော့။အဖြေရရှင်းပါတယ်။ကိုကိုတိုင်ကအန်ယူဂျီဆိုရင်ကိုကိုကိုပြန်မေးရောဘာလို့မနိုင်သေးတာလဲ။အဖြေရရှင်းရှင်းလေးပါ။အန်ယူဂျီမဟုတ်တဲ့လူတွေအန်ယူဂျီကိုမယုံကြည်တဲ့လူတွေအတွက်ကျွန်တော်တို့ကတော့ဖြေးစရာဘာမှမရှိပါဘူး။ ဘာကြောက်လဲ2022ခုနှစ်ကျွန်တော်ဒေါ်လာရေးကာလမှာခီးစွာစသွားတဲ့အချိန်တွေကအမေရိကနဲ့တခြားနိုင်ငံတွေသွားတိုင်းသွားတိုင်းမှာအဲ့ဒီချိန်တွေက NUG ကိုမယုံကြည်ပါဘူးလက်မခံပါဘူးလို့ပြောနေတဲ့လူတွေဟာယနေ့အထိပြောနေကြသေးပဲဒေါ်လာရေးပြည့်ရက်ထိလည်းလိုထိုင်ပြောနေအောင်ပါပဲသူတို့ကစတဲ့က NUG ဘာလုပ်နေလဲ NUG ဘာလုပ်နေလဲ NUG ကဥယျာဉ်မြေကိုလဲပေးပါ ဦးနိုင်ထူအောင်လဲပေးပါဦးလင်ကိုလက်ကိုလဲပေးပါ NUG ကခွက်ခေါင်တယ်ဒါကိုပြောနေတာလင်းနေရှိနေပြီအခုထိလာပြောနေတယ်ဆိုတဲ့ကအဲ့ဒါကိုယုံကြည်လို့ပြောနေတယ်ဆိုတဲ့ကကိုကိုတိုင် NUG မဟုတ်ဘူးကိုကိုတိုင် NUG မဟုတ်ဘူးကိုက NUG ရဲ့အုံနာမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကဘာမှဆက်ပြောစရာအကြောင်းမရှိဘူးဒါကိုယုံကြည်ကြီးနဲ့ကိုဘွားမကူတပြောပေါ့ဖြေးစရာလည်းအကြောင်းမရှိပါဘူးအဓိကက အန်ယူဂျီသူလို့သူလုံးနေတယ်အဲ့တော့အန်ယူဂျီဘာလုံးနေလဲလို့ကျွန်တော်တို့ကမေးခွန်းထုတ်မယ်ဆိုရင် ကိုရောဘာလုံးနေလဲလို့ကိုကိုမေးရမှာဒါအန်ယူဂျီပိုင်တဲ့ဒေါ်လာရေးလည်းမဟုတ်ဘူးလူတိုင်းပိုင်တဲ့ဒေါ်လာရေးဖြစ်တယ်။အဲ့တော့ကိုလို့ကိုလုံးနေကြတာ။အဲ့တော့တပ်ပါတီကုံစံနဲ့ဂျားနေတဲ့လူပုံစံနဲ့မိကွန်ပြမိဆိုးကြီးမိကွန်ရှိတယ်။သူကသူမေးတာပဲကျွန်တော်ကဖြေးစရာအကြောင်းမရှိပါဘူး။ ဖြေဖို့လည်းစကားလည်းမရှိပါဘူးအဲ့တော့ကိုကိုကိုတပ်ပါတီလို့ယူဆရင်ကိုကိုကိုတပ်ပါတီနေနေပဲနေပါအဲ့တော့အန်ယူဂျီကိုမယုံဘူးမယုံရင်ကိုကိုကိုလုံးစရာရှိတာကိုလုံးပေါ့အဲ့တော့အန်ယူဂျီကဆင်ဟာနာရှင်ကိုနိုင်အောင်မတိုက်နိုင်ကိုကိုထားတိုက်ပေါ့ဟိုအဖွဲလို့တလို့တော့မလုံးနိုင်လीနော်ကိုကိုအဖွဲထောင်ပြီးအန်ယူဂျီကိုထွဲပေးရမယ်လို့ဒီ ဒီ energy ကိုလွှဲပေးရမယ်လို့เนาะဒီ energy ကပတ်စံဒါတွေကတော့မဖြစ်နိုင်တဲ့ကိစ္စတွေပါအဲ့တော့အဓိကက NCA ဆိုတာဘာလဲအပြစ်ခက်ရစေဒီဆရာနာရှင်နဲ့အပြစ်ခက်ရစေ ဖြစ်နိုင်လားဘယ်တော့မှမဖြစ်ပါဘူးဆရာနာရှင်တွေကိုလက်နဲ့ဖြုတ်သိမ်းရမှာအကြမ်းဖက်ဖွဲ့စည်းဖြစ်တယ်ဒီနေ့ဟာမတ်ကိုအကြမ်းဖက် လက်နဲ့ဖြုတ်သိမ်းသလိုပဲဆရာနာရှင်တွေကိုလည်းလက်နဲ့ဖြုတ်သိမ်းရမှာဒီနေ့ဟာမတ်စ်ကိုလက်နဲ့ဖြုတ်သိမ်းမှာအစ္စရေးနိုင်ငံလုံခြုံရေးရငြိမ်းချမ်းသွားမယ်လို့ယုံကြည်တယ်ဆိုရင်မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့လုံခြုံရေးရဖို့အတွက်အပြစ်ခက်ရဲစရေးလာဖို့အတွက်ဆရာနာရှင်တွေကိုလက်နဲ့ဖြုတ်သိမ်းရမှာဒီကော်မရှင်နင်းလို့ပါမှာအဲ့တော့အဲ့ဒါမျိုးလုပ်ဖို့အတွက် UK မှာတွေ့ကြုံရှိတယ်အမေရိကမှာတွေ့ကြုံရှိတယ်အဲ့ဒါကိုလာမယ့်အာဆီယံစည်းဝေးမှာသမ္မတထရန့်ပြောဖို့လိုအပ်တယ် လာမယ့်အာဆီယံစည်းဝေးသမ္မတထွန်းကအဲ့ဒါကိုအာဆီယံခေါင်းဆောင်တွေကိုအတိအကျပြောဖို့လိုအပ်တယ်။ဒီအကြံဖက်စစ်အာဏာရှင်ကိုလက်နက်ဖြုတ်သိမ်းဒီကော်မရှင်နဲ့လုပ်ဖို့လိုအပ်တယ်။ဒါမှသာလေမြန်မာနိုင်ငံနဲ့တကွအိန္ဒိယချင်းနိုင်ငံများရာသပ်ပံငြိမ်းချမ်းရေးနဲ့ဒုက္ခဒုက္ခကလွတ်မှာမြန်မာနိုင်ငံမငြိမ်းချမ်းသူ့စစ်တီတိုက်တီသူ့မြန်မာနိုင်ငံသူနိုင်ငံသားများကဒီအိန္ဒိယချင်းနိုင်ငံများကိုရှံပြီးထွက်လာမှာပဲ အဲ့ဒါကိုတားဆီးခြင်းနဲ့ကမ္ဘာပေါ်မှာဒုက္ခတွေအများဆုံးထုတ်လွှင့်နေတဲ့နိုင်ငံ refugee အများဆုံးထုတ်ကွက်တဲ့နိုင်ငံကိုရက်တက်အောင်လုပ်ချင်ဒီဆက်အာနာရှင်တွေကိုလက်နဲ့ဖြုတ်သိမ်းမှရမယ်အဲ့တော့ဆက်အာနာရှင်ကိုလက်နဲ့ဖြုတ်သိမ်းမှုလောက်ရမှာဖြစ်တဲ့အတွက်ဆက်အာနာရှင်တွေရွေးကောက်ပွဲဝင်ပြီးတော့ကျွန်တော်တို့ကိုမဲပေးပိုင်권လည်းမရှိသလိုသူတို့ကိုမဲပေးစရာလည်းအကြောင်းယူပါတီထောင်권လည်းမပေးနိုင်ဘူးဒွန်ဒီလကောင်ပဲဒီဆက်အာနာရှင်ကိုလက်နဲ့ဖြုတ်သိမ်းရမှာဖြစ်တာဖြစ်တဲ့အတွက်ဒီဆက်အာနာရှင်နဲ့ကျွန်တော်တို့ ် MC မပြောနဲ့ဘာလက်မမထိုးစရာအကြောင်းမရှိဘူးအဲ့တော့အဲ့ဒီအရှိတရားဟာကျွန်တော်တို့ယက်တီရမယ်ယက်တီချက်ပဲဖြစ်တယ်ဒါကြောင့်ဒီဆေးအာနာရှင်ကိုလက်နဲ့ဖြုတ်သိမ်းဖို့အတွက်ကျွန်တော်တို့ဒီအထွေတွေထိုးစစ်ကြီးအထွေတွေတပိတ်ကြီးစမှာဖြစ်သလိုအထွေတွေထိုးစစ်ကြီးလုပ်ကိုလုံအောင်ပါကိုတီတာတစ်ခုတည်းမှာပဲတယောက်တစ်ပေါက်လုံမဲ့အစားတပြိုင်နက်တည်း စူပေါင်းငင်ညော့စွာနဲ့ထိုးမှရမှာထိုးစီကြီးစမှရမှာပြီးရင်ကျွန်တော်တို့ရဲ့ရင်မကျပိုင်းတိုင်းဒီဆရာနာရှင်ကိုလက်နဲ့ဖြိုသိမ့်မယ်ဆရာနာရှင်ကိုဒူးထောက်ခိုင်းမယ်ဆရာနာရှင်ကို ပြည်သူကိုတောင်းပန်ခိုင်းမယ်ပြီးတော့လက်နဲ့ဖြိုသိမ့်မယ်အနာဂတ်မြန်မာနိုင်ငံရေးမှာ လုံးဝပါခွင့်မရှိတိုင်းပြည်ခေါင်းဆောင်လုပ်ခွင့်မရှိဝန်ကြီးလုပ်ခွင့်မရှိလွှတ်တော်အမတ်လုပ်ခွင့်မရှိဘယ်အစိုးရအဖွဲ့အစည်းမှာမှာ ဝန်တန်းလောက်ခွင့်မပေးဒါအပြတ်သားဆုံးတရင်စကားပဲအခုဂါဇာမှာငင်းငင်းရသွားတာဟာမတ်ကိုဒီတိုင်းပြတ်ပြောတာတာဟာမတ်အပြီးတိုင်းလက်နက်ဖြိုသိမ်းရမှာဒါကျွန်တော်တို့မြန်မာနိုင်ငံအတွက်လေအလွန်များကြီးကြီးတာက ဲ့တော့အဲ့တော့ကျွန်တော်ဒီနေသမနာထွန်းရဲ့ဘဇော့ဘဇက်ကထွက်လာမယ့်စကားပေါ့အဓိကသူအင်တာဗျူးသတင်းစာနဲ့သူအင်တာဗျူးလုပ်ပါလိမ့်မယ်အဲ့ဒီချိန်မှာ ASEAN သတင်းတောက်တွေကမြန်မာအရေးကိုမေးဖို့လိုအပ်တယ် လွမ်းတမ်းအရေးကြီးတဲ့ကိစ္စပါအဲ့လိုမေးလိုက်ရင် तू ဖြေပါလိမ့်မယ်သူကတော့ကြည့်ရပါကိစ္စကထိုင်ဝမ်ကိစ္စလည်းပြောဖို့များတယ်ညပြီးတော့ဒီဒီဒီငကားနိုင်ငံတရုတ်နိုင်ငံရဲ့အာဆီယံပေါ်မှာလွှမ်းမိုးမှုကိစ္စဖိလစ်ပိုင်နဲ့တရုတ်နိုင်ငံနဲ့ဖြစ်နေတဲ့ကိစ္စများပေါ့နော်တရုတ်နိုင်ငံရဲ့အင်အားချဲ့ထွင်နေတဲ့ဒီ South China Sea တဝိုက်ပေါ့နော်ထိုင်ဝမ်ပင်လယ်ကွေ့ အဲ့ဒီတဝိုင်းမှာအင်အားချက်ထွင်နေမှုတွေအားလုံးကိုသမရဖန်ပြောပါလိမ့်မယ်ပြောပြောမယ်လို့လည်းယူဆပါတယ်ပြီးတော့အာဆီယံဒီဒေသရဲ့တည်ငြိမ်အေဂျင်ရေးနဲ့လုံခြုံရေးအတွက်ဒေသတစ်ခုလုံးလုံခြုံရေးအတွက်မြန်မာအရေးကိုသူထက်ပြောကိုပြောရမှာပါပြီးတော့ထိုင်းနဲ့ကမ္ဘောဒီးယားနဲ့ရင်စစ်ပွဲအကြောင်းကိုသူပြောသွားမယ်အဲ့တော့ ထိုင်းနဲ့ကမ္ဘောဒီးယားရဲ့ဒီအပြစ်ခက်ရဲ့စီးရီကိုသူတို့ပြေးလိုက်တာဖြစ်တဲ့အတွက်သူကိုယ်သူဂုံယူပြီးပြောသွားပါလိမ့်မယ်။ဒါရီကတော့အာဆီယံမှာသမ္မတထွန်ပြောကြမယ့်အကြောင်းအရာများဖြစ်ပေါ်များပါတယ်။အဓိကကတော့ ထိုင်းနဲ့ကမ္ဘောဒီးယားကိစ္စအာဆီယံဒေသလုံခြုံရေးအာဆီယံဒေသမှာရှိတဲ့ဒီအမေရိကန်နိုင်ငံအင်အားချက်ထွင်ရေးအရှေ့တောင်အာရှနဲ့ဒီအာရှပစိဖိတ်မှာဖြစ်နေတဲ့လုံခြုံရေးအထူးသဖြင့်တရုတ်နိုင်ငံရဲ့ ီ South China Sea တဝိုင်းမှာအားလုံးရန်စနေတဲ့ကိစ္စပြီးတော့ APEC လို့ခေါ်တဲ့ Asia Pacific အစည်းအဝေးမှာဆက်ဖြစ်လာမယ်အနေအထားများပြီးတော့ဒီ ASEAN နိုင်ငံနဲ့ဒီဒီအမေရိကန်နိုင်ငံစင်ကာပူနိုင်ငံရဲ့စီးရီးအနေအထားများပြီးတော့ပူးတွဲစီးရီးလေ့ကျင့်မှုများဒီကိစ္စတွေကိုအထူးသဖြင့်သူပြောသွားပါလိမ့်မယ်အဲ့ဒီတဲမှာမှကျွန်တော်တို့စိတ်ဝင်စားနေတာကတော့ ကြားဖြတ်လုပ်ငန်းနဲ့ပတ်သက်ပြီးနိုင်ငံတကာရာဇဝမှုကင်ဖြတ်ဖြတ်ကျော်ရေးနဲ့ပတ်သက်ဓာစီမှုတွေဒီအရှိတောင်အရှာတွေမှာအထူးသဖြင့်ကမ္ဘောဒီးယားနဲ့မြန်မာနိုင်ငံပေါ့အထူးအထူးသဖြင့်တရုတ်အားပေးထားတဲ့တရုတ်အားကိုးလာတဲ့နိုင်ငံနှစ်နိုင်ငံမှာနိုင်ငံဖြတ်ကျော်ရာဇဝမှုကင်များဖြစ်တဲ့ cyber crime လို့ခေါ်တဲ့ကြားဖြတ်လုပ်ငန်းများအကြီးအကျယ်ကြီးထွားလာပြီးအာရှအာရှနိုင်ငံများ အနောက်ဥရောပနိုင်ငံကြီးများအမေရိကန်နဲ့ UK နိုင်ငံတို့ကိုချင်းချောင်းနေတဲ့ကိစ္စရပ်များကိုသမ္မတထရန့်ကအဓိကအဓိကပြောဖို့များတယ်။ဘာကြောင့်လဲ?အမေရိကန်နိုင်ငံနဲ့ UK နိုင်ငံသားတွေရဲ့ငွေကြေးများကိုလိမ့်လည်နေတဲ့ကိစ္စဟာအရှိတောင်အရှမအလွန်အမတန်ကြီးထွားနေတယ်။ကမ္ဘာအကြီးမားဆုံးရာဇဝတ်ကိုင်းကြီးတွေပေါ်နေတယ်။အဲ့တော့အဲ့ဒီကိစ္စကိုထည့်ပြောမှသိကြတယ်။ ီးတော့မိုးရေးဆေးဝါးကိစ္စကိုလည်းထည့်ပြောနိုင်တယ်အဲ့ဒီတဲမှာမှာသမ္မတထရန့်ကထိုင်းနိုင်ငံကိုပါသွားလိုက်မယ်ဆိုရင်သွားနိုင်ပါတယ်မလေးရှားနိုင်ငံတစင်ထိုင်းနိုင်ငံကိုသွားပြီးတော့ဒီထိုင်းနဲ့ကမ္ဘောဒီးယားအပြစ်ခဲရေးဆိုင်နဲ့ပတ်သက်ပြီးတော့ထိုင်းဆိုရကထိုင်းပြည်သူတွေကသူ့ကိုဂျေဆုတင်ကြောင်ပြောတဲ့အကိုသူကကြားခြင်းပါပဲအဲ့တော့အဲ့လိုအနေထားများအရလေသမ္မတထရန့်စီထိုင်းနိုင်ငံကိုပါ ရောက်ခဲ့သည်ရှိတော့ အလွန်တန်အရေးကြီးတဲ့ policy မိကုံးများပြောနိုင်ပါလေအဲ့တော့ဒါတော့ကျွန်တော်တို့ဒီရှေ့လာမယ့်တစ်ပတ်မှာစောင့်ကြည့်ရမယ့်အနေအထားများပါဒေါ်လာရေးအတွက်ကြည့်ရင်တော့သမ္မတထရန့်ရဲ့အာဆီယံခီးစဉ်နဲ့သမ္မတထရန့်ရဲ့ဒီမိကုံးတွေအားလုံးကကျွန်တော်တို့ဒေါ်လာရေးအတွက်အားရှိစေနိုင်သော အားကိုးရနိုင်သောစကားများဖြစ်မယ်လို့ပဲ ျွန်တော်တို့ကအပြေးအဝညွန်လင်းထားပြီးသားပါသမရထရာ Republican Party ကနေရွေးချယ်ထားသောဒီမိုကရေစီလမ်းလမ်းကြားရွေးကောက်ပွဲနဲ့တက်လာသောသမရာဖြစ်တာဖြစ်တဲ့တွင်ဘလုံးမဒီအာနာရှင်ကိုဗတ်လိုက်ပြီး ပြောမယ်လို့ဆိုတာမယုံကြည်ပါဘူးဒါကြောင့်သမရထရာနောက်ကမှရှိနေတဲ့ policy maker များပေါ့နော် မဂါရဲ့ policy maker များ Republican Party များကမြန်မာပြည်ကိုကောင်းကောင်းတည်ပါတယ်မြန်မာနိုင်ငံမှာအထူးခြားဆုံးတစ်ခုကသမ္မတ Trump ကိုယ်တိုင်ကဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံသမ္မတဦးဝင်းမြေတို့ကိုလွှတ်ပေးရမယ်လို့တခွန်းပြောလိုက်ရင်တော့အလွန်အမတန်တန်ဖိုးရှိသော စကားများကိုကျွန်တော်တို့ကြားရတာနဲ့အထူးထူးဖြစ်သွားမှာပါဒါလေးပြောလို့မရပါဘူးအာဆီယံခေါင်းဆောင် မလေးရှားနိုင်ငံခြားဝန်ကြီးအနေနဲ့ကျွန်တော်တို့ NGO အပါအဝင်ကျွန်တော်တို့ A group ကအတိုက်ခံများကိုလည်းတွေးရှိထားပြီးဖြစ်တာဖြစ်တဲ့အတွက်လာမယ့်အာဆီယံစုရေးမှာမြန်မာရေးကိုဆွေးနွေးကြမယ်ဦးစားပေးအနေနဲ့ဆွေးနွေးကြတာလည်းဖြစ်နိုင်ပါတယ်။တခါမြန်မာရေးကိုဆွေးနွေးရင်တို့သည်မလေးရှား၊အင်ဒိုနီးရှားဒီကဘာကြီးကစိတ်ပူနေတဲ့ရိုဟင်ဂျာကိစ္စကိုလည်းထည့်ဆွေးနွေးသွားနိုင်ပါတယ်။အဲ့တော့ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးစစ်ကောင်စီကိုဖိအားပေးဖို့ အေးအေးကိုလည်းဝင်ကြတွေကိုကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ဆက်ဆံဖို့ဒီကိစ္စတွေကိုပါသူတို့ထည့်သွင်းပြောဆိုတာမျိုးလုပ်နိုင်တယ်ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလည်းရိုဂျာတွေပြန်ပို့ရေးကိစ္စကို အာဆီယံအနေနဲ့ဘယ်လိုကူညီမလဲဘယ်လိုထောက်ပံ့မလဲဆိုတာမျိုးကိုလည်းပြောဆိုနိုင်ပါတယ်အဲ့တော့နိုင်ငံကရာဇဝမှုခင်းများနဲ့ပတ်သက်ရင်တော့မြန်မာနိုင်ငံအကြောင်းကိုထဲကိုပြောမှအသေးကြပါပဲ เนาะอาเซียนရဲ့ဒီမိသားစုဝင်နိုင်ငံတနိုင်ငံ ဖြစ်တဲ့မြန်မာနိုင်ငံမှာပြည်တွင်းစစ်ဖြစ်နေတဲ့ကိစ္စကိုလေသူတို့ဖျက်ပြောဖို့များသလိုမြန်မာလိုက်တို့လုပ်ပေးမယ်အတူရောင်ရွေးကောက်ပွဲကြီးပေါ့เนาะအချမ်းဖန်ရွေးကောက်ပွဲကြီးเนาะညစ်ပတ်မဲ့ရွေးကောက်ပွဲကြီးကိုလေသူတို့ဒီအပြုသဘောဆောင်စွာနဲ့စောက်ကြည့်နေတယ်လို့လုပ်ပေးပြောနိုင်ပါတယ်ထောက်ခံတယ်အားပေးမယ်အတီးပြုမယ် အတိမတ်ပြုမယ်တော့ပြောမှာမဟုတ်ပဲအပြုသဘောဆန်စွာနဲ့ပဲစောက်ကြည့်ပြီးအာဆီယံရဲ့မူငါးချက်ဖြစ်တဲ့အတိုင်းပဲရသာလက်ထဲကိုအာဏာပြန်ပေးဖို့အကြံဖက်မှုတွေရပ်ဖို့ဒါဘူပဲဆက်လက်ပြီးတိုက်တွန်းပြောဆိုသွားဖို့များပါတယ်။ဒါတော့အသေးကြပါ။အတော့ဒီအချက်လက်တွေအလုံးဟာဒါအူလာမေအာဆီယံမှာပြောဆိုတော်မယ် အနေထားများပဲဖြစ်ပေါ်များပါလေသူတို့ကတော့တန်ရေးတမန်ရေးကောင်းဆောင်တွေပဲကပ္ပကောင်းဆောင်တွေက စကားလုံးလှလှလေးတွေရွေးပြီးပြောသွားမှာပါအဲ့တော့ငမနိုင်ငံရဲ့အနေထားဒီအနေထားရစောက်ကြည့်ရမယ်အနေထားဖြစ်တယ်အနီးကဒီဖြစ်ဖို့များတာကဒီစစ်ပေးဆောင်ပြည်သူများ ိုထောက်ပံ့ကြေးပေးဖို့လူသားချင်းစာနာမှုအကူအညီများပေးဖို့ကိစ္စကိုလည်းဒီပေးကြပါလေအဲ့ဒါကိုလည်းထည့်ပြောသွားဖို့များတယ်အဲ့တော့လူသားချင်းစာနာမှုအကူအညီများကို ပေးဖို့လည်းပါနိုင်ပါတယ်ဒါတော့သူတို့မရှိမပြည့်ထည့်ပြောမယ့်ကိစ္စပေါ့နော်အဲ့တော့ ကျွန်တော်တို့စောင့်ကြည့်တာပေါ့သမရအဓိကတော့သမရထွန့်ကမိကွန်းပါထည့်ပြောမှာဆိုတာလေသမရထွန့်ကသူကသတင်းစာရှင်လေးပဲလိုရတော့ဝါသနာပါတယ်မိကွန်းနေသူအများကြီးမေးသူဖြေဖြေခြင်းနဲ့စိတ်ရှိတယ်ဆိုတော့မြန်မာနိုင်ငံဦးလက်ရှိဖြစ်နေတဲ့အနေအထားကိုသတင်းတော့တရားရောက်ကမေးလိုက်ဖို့ပဲလိုတယ်မေးသူပြောပါလိမ့်မယ်ရုပ်ဦးလေမြန်မာနိုင်ငံဆိုတော့ဘာလဲဘယ်ဘယ်နိုင်ငံလဲလို့ပြန်ပြောရင်းနဲ့ပြောမှာပေါ့နော် ဘာလို့သမနာထွန်းကကျွန်တော်တို့ကခတ်မှန်ရခတ်တဲ့တဲမှာပါတယ်အဲ့တော့ဒါတော့ဒီဖြစ်ပြီးမှပဲပြောကြတာကောင်းပါလေဒါကတော့ခတ်မှန်ခြေလောက်ပဲပြောလို့ရမှာ